ွစ်တော်၌မင်္ဂလာမနက်ခင်းလေးပါခမညာตาယာပျော်ရွှင်နဲ့ရှင်ပြန်ထမြောက်ရနေ့မနက်ခင်းလေးဖြစ်ပါစေကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်တော့တကဘာလုံးခရိယန်တွေဝမ်းမြောက်ရမယ့်နေ့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သခင်ယေရှုခရစ်တော်တရားကနေရှင်ပြန်ထမြောက်တဲ့ရှင်ပြန်ထမြောက်ရနေ့ဖြစ်ပါတယ်အင်္ဂလိပ်လိုလိုဆိုလို့ရှိရင်တော့ Easter Sunday ပေါ့နော် Easter Sunday ကိုမတုံးချင်ကြတဲ့သူလည်းရှိပါတယ်ရပါတယ်ရှင်ပြန်ထောက်မြောက်ရနေ့၃ပါ Easter Sunday သုံးမယ်ဆိုရင်လည်းပြဿနာတော့မရှိပါဘူးဆိုတော့ Easter ဆိုတဲ့စကားလုံးနဲ့ရှင်ပြန်ထောက်မြောက်ရဆိုတဲ့စကားလုံးကမူရင်းစကားလုံးကိုတွက်လေ့လာမယ်ဆိုရင်တော့ Pascal ဆိုတဲ့ပတ္တခါစကားလုံးနဲ့တွဲမှတူနေတာတွေ့ရပါတယ်ပတ္တခါဆိုတဲ့အသေးပေကတော့အီဂျစ်ပြည်မှာဖျားသခင်ကမောရှိအားဖြင့်ပြုတဲ့ဘေးဒဏ်၁၀ပါးတဲ့ကနောက်ဆုံးတစ်ပါးဖြစ်တဲ့ တားအူးကိုတတ်တဲ့ဘေးဒဏ်ကိုဘုရားသခင်ကမောရှိအားဖြင့်အေးသေးလာလူမျိုးတွေကိုတကားမှာတိုးအသွေးလိမ့်ထားပါတိုးအသွေးလိမ့်ထားရင်တားအူးကိုတတ်တဲ့ကောင်းကင်တမန်လာတဲ့အခါမှာတေမင်းတမန်လာတဲ့အခါမှာညီတို့အိမ်တွေကိုကြော်သွားမယ်ဆိုပြီးတော့မှ မာကြားထားတဲ့အတွက်အေးသေးလာလူမျိုးတွေအဲ့ဒီလိုတိုးရဲ့အသွေးကိုလိမ့်ထားခဲ့တဲ့အတွက်ကြောင့်သူတို့တားအူးတွေတယောက်မှမတည်ခဲ့ဘူးအဲ့ဒီအရာကိုအောင်မေတော်အနေနဲ့အေးတီလာလူမျိုးတွေနှစ်စဉ်နှစ်တိုင်းပတ်တခါပွဲကျင်းပရတာဖြစ်ပါတယ် ဆိုတော့သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ရာနေ့လေပတ်သက်ခါနဲ့ဆက်နွယ်နေပါတယ်။ဘာဆက်နွယ်နေရလဲဆိုတော့ကေတင်ချင်းဗါတယ်လေကေတင်ချင်းပတ်သက်ခါကအေးတီလာလူတွေရဲ့တားဥကိုပဲကေတင်ခဲ့တယ်ဆိုပေမဲ့ရှင်ပြန်ထမြောက်ရာနေ့ကတော့တလောကလုံးမှာရှိတဲ့လူတွေအားလုံးအားလုံးရဲ့အပြစ်ကိုကေတင်သွားပြီးမှအောင်မြင်သွားတဲ့နေ့ဖြစ်ပါတယ်။ဟာလေလုယာ။ဖခင်သခင်နာမတာ၍ဘုန်းကြီးပါစေ။ ဆိုတော့ရှင်ပြန်ထမြောက်ရနေ့ကနေ့စဉ်နေ့တိုင်းအတိမတက်မှတ်ထားပါအောင်နော်ဥမာကျွန်တော်တို့ခရစ်မတ်နေ့လိုမျိုးဒီဇင်ဘာ25ရက်ဆိုမှအတိမတက်မှတ်ထားပါအောင်သူကရွေ့လျားနေပါတယ်ဘယ်လိုရွေ့လျားနေလဲဆိုတော့ကျွန်တော် တွက်ချက်ရမယ်ဟိုပါလေဖော်မြူလာတစ်ခုပေးမယ်နော်၃လပိုင်း22ရက်နေ့ကနေ၄လပိုင်း25ရက်ကြာကလပြည့်ပြီးနောက်တစ်ပတ်တနင်္ဂနွေနေ့ကရှင်ပြန်ထမြောက်ရနေ့ပဲဖြစ်ပါတယ်ဒီလိုမျိုးအသေးတွက်လို့ရပါတယ်နေ့စဉ်နေ့တိုင်း နေ့ရက်တော့မတူဘောနော်ဒါပေမဲ့အတေတွက်လို့ရတဲ့တွက်ချက်နီးက3လပိုင်း22ရက်နေ့ကနေ4လပိုင်း25ရက်ကြာကလပြည့်ပြီးတဲ့တပတ်ရဲ့တနင်္ဂနွေတကယ်လို့အဲ့ဒီလပြည့်နေ့ကတနင်္ဂနွေကြာရောက်ခဲ့မယ်ဆိုရင်နောက်ထပ်တပတ်ပြန်ရွေ့ပါတယ်နောက်ထပ်တပတ်တနင်္ဂနွေမှာရှင်ပြန်ထားမြောက်နေ့ကြာမှာဖြစ်ပါတယ်ရှင်ပြန်ထားမြောက်နေ့နဲ့ပတ်သက်ပြီးမှအသိန်းတော်တမိုင်းမှာကွဲလွဲမှုအချို့ရှိခဲ့ပါတယ်ကနဦးအသိန်းတော်တွေကတော့ဂျူးလူမျိုး ပတ္တခပွဲနေ့ဖြစ်တဲ့ဏီဆန်လ14ရက်နေ့မှာရှင်ပြန်ထမြောက်ပွဲ လုပ်ခဲ့ကြပေမဲ့နောက်နောက်ပိုင်း AD 325ခုနှစ်မှာပေါ့နော်ကနဝုတ်တင်းတော်ဖခင်နေ့ဏီစိန်ဆိုတဲ့မြို့မှာအစည်းအဝေးလုပ်ပြီးတော့မှဏီစိန်အစည်းအဝေးဆုံးဖြတ်ချက်အရရှင်ပြန်ထမြောက်ရာနေ့ကိုຫນွေဦးရာဒီလာပြည့်ပြီးတပတ်ရဲ့တင်းငွေမှာပြုလို့ဖို့ရန်အတွက်အားလုံးသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီနေ့ကနေစပြီးမှဒီကနေ့တိုင်အောင် ဂျူးပြက်ကတိုင်ကိုအဓိကမလိုက်တော့ဘဲနဲ့ခရစ်နစ်ကိုပဲအဓိကအစွဲပြုတ်သုံးပြီးတော့မှနှွေဦးရာဒီရဲ့လှပြီးပြီးမှလာမဲ့တပတ်တနင်္ဂနွေကိုရှင်ပြန်ထမြောက်နေ့အဖြစ်သတ်မှတ်ခဲ့ကြတာယနေ့တိုင်အောင်ပါပဲဒါတော့ရှင်ပြန်ထမြောက်နေ့နှစ်စဉ်နှစ်တိုင်းမတူညီရတဲ့အကြောင်းရင်းကိုအနေငယ်ရှင်းပြသွားတယ်ဘယ်လိုမျိုးအသေးအတွက်ချက်ယူမလဲဆိုတာကိုလည်းနည်းနည်းလေးရှင်းပြသွားတယ်နားလည်မယ်လို့ထင်တယ်နော် ဆက်လက်ပြီးတော့မှသခင်ယေရှုခရစ်တော်ဖခင်ရဲ့ရှင်ပြန်ထမြောက်ရာနဲ့ပတ်သက်ပြီးတော့မှဘာတွေပြောင်းလဲသွားလဲဘာတွေယူဆောင်လာလို့ကျွန်တော်တို့ကအောင်ပွဲခံနေရလဲသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကနေပြောင်းလဲပေးလိုက်တဲ့အရာတွေကိုကျွန်တော်အနေငယ်ဝင်ကားခြင်းနေမဟုတ်လို့ရှိရင်ကျွန်တော်တို့ခရိယန်တလောကလုံးကဝမ်းမြောက်ဝမ်းသာရမယ်နေ့ဆိုတော့ဘာကြောင့်ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာရမှာလဲယေရှုခရစ်တော်ထမြောက်သွားတာငါနဲ့ဘာဆိုင်လဲအဲ့လိုမျိုးမေကောင်းမေးနိုင်ပါတယ်အင်မတန်ဆိုင်ပါတယ် သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အရာကနေတည်ဆောင်လာတဲ့ပြောင်းလဲမှုအ ਨੇ ဆုံး၅မျိုးလောက်ရှိပါတယ်ကျွန်တော်တစ်ချက်ချင်းလူရင်းတူရှင်းပြောပေးမယ်ပထမတစ်ချက်ကလူသားတိုင်းကြောက်နေတဲ့တည်ချင်းတရားကို အောင်မြင်သွားတယ်ယေရှုခရစ်တော်တခင်ယေရှုခရစ်တော်ကသူကိုယ်တိုင်အောင်မြင်ပြီးမှကျွန်တော်တို့ဘယ်လိုပြောခဲ့ပေးလဲဆိုတော့ငါ့ကိုယုံကြည်တဲ့သူလေတဲ့တရက်ကြရင်ငါ့လိုမျိုးရှင်ပြန်ထမြောက်မယ်ဆိုလိုချင်တာကငါ့ကိုယုံကြည်ကိုးကွယ်တဲ့သူကလည်း တည်တဲ့အခါမှာပြန်လဲရှင်ပြန်ထောက်မြောက်မယ်လို့ဂတိပေးခဲ့တာဒီလိုမျိုးယုံကြည်မှုကတခြားဘာသာမှာမရှိဘူးเนาะခရိယန်ယုံကြည်မှုပါပဲရှိတယ်သခင်ယေရှုခရစ်တော်ပဲပြောရဲတာသူကိုယ်တိုင်တည်ခြင်းကိုအောင်မြင်ခဲ့လို့ဒီကနေ့တည်ခြင်းတရားကိုကြောက်နေတဲ့ကျွန်တော်တို့လူသားအားလုံးရဲ့အဲ့ဒီအကြောက်တရားကိုဖြေရှင်းပေးခဲ့တာအခုနားထောင်နေတဲ့သူတည်ခြင်းကိုကြောက်လားကြောက်တယ်เนาะကျွန်တော်လည်းတည်ခြင်းကိုကြောက်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးရင်ကြောက်စရာမလိုတော့ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ဒီ တေချင်းမှန်ကိုအောင်မြင်မှရှင်ပြန်ထမြောက်တယ်လို့တင်နဲ့ကျွန်တော်လည်းသူ့ကိုယုံကြည်တဲ့အတွက်ကြောင့်တရက်ကြရင်တေရမယ်ဆိုပေမဲ့ပြန်လဲရှင်ပြန်ထမြောက်မယ်ဟာလေလုယာဒါကရှင်ပြန်ထမြောက်ခြင်းကနေယူလာတဲ့အံ့ဩပွေပြောင်းလဲခြင်းမျောလင့်ခြင်းပဲဒုတိယတစ်ခုအားကြတော့သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လူတွေကိုငြိမ်သက်ချမ်းသာပေးတယ်စိတ်နှလုံးသားရဲ့ချမ်းသာခြင်းငြိမ်သက်ခြင်းကိုပေးတယ်ဒါကရွှေနဲ့ဝယ်လို့မရဘူးငွေနဲ့ဝယ်လို့မရတဲ့အရာတွေနော် ငိန်သက်ချမ်းသာခြင်းကိုလိုအပ်ပါသလားလိုချင်ပါသလားညီကိုမောင်တို့မိတ်ဆွေတို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါဘာလို့လဲဆိုတော့မဿဲခမ်းကြီး7:28နောက်ပြီးတော့မှတခြားကျမ်းချက်အများကြီးမှာကျွန်တော်တို့ဖော်ပြခဲ့တယ်ယေရှုခရစ်တော်ကိုယုံကြည်ယေရှုခရစ်တော်တင့်ကိုငိန်သက်ခြင်းပေးမယ်ချမ်းသာခြင်းပေးမယ်ဝန်လေး၍ပင်ပန်းတော်သူပေါင်းတို့ငါထံတို့လာကြလောငါဒီချမ်းသာပေးမယ်လို့ယေရှုပြောခဲ့တာတင်ဒီကနေ့မောပန်းနေလားဝန်လေးနေလားယေရှုခရစ်တော်စီလာပါသူ့ကိုယုံကြည်လက်ခံကြည့်ပါကိုးကွယ်ကြည့်ပါ အဩဘွယ်ပေါ်ပါခြင်းငြိမ်သက်ခြင်းချမ်းသာခြင်းတင်ခံစားရလိမ့်မယ်ဒါကရှင်ပြန်ထမြောက်ခြင်းကနေတည်ဆောင်လာတဲ့အဩဘွယ်ပြောင်းလဲခြင်းတင့်အတွက်ဖြစ်တယ်နံပါတ်3တခုကသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကလူတွေကိုအတက်တော်အတက်တာပေးတယ်နိကောခန်းကြီးငါအငယ်ဆက်ခွန်မှာဘလို့ပေါ်ပြလဲဆိုရင်လူမီဒီကခရစ်တော်၌ရှိလင်အတက်ပြုတ်ပြင်တော်တတ်တော်ဟာဖြစ်တယ်ဟောင်းတော့ယာရုတွေပြောင်းလဲ၍ခတ်သိမ်းတော့ယာရုတွေအတက်ဖြစ်ကြပြီ ချစ်တော်ညီကိုမောင်တို့ချစ်တော်မိတ်ဆွေတင်ဘလောက်ပဲစိုးတွမ်းခဲ့စိုးတွမ်းခဲ့တင်ဘလောက်ပဲအမားလုပ်ခဲ့လုပ်ခဲ့နောင်တရပြီးမှယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်ဘုရားသခင်ကတင့်ကိုအတိတ်တော်ဘဝတစ်ခုပေးနိုင်တယ်အတိတ်ကနေပြန်လဲစအစပြုခွင့်ပေးမယ်တင်းရဲ့အတ္တကိုတင်လုံးမကင်မခဲ့တဲ့အရာအားလုံးကိုခွင့်လွတ်ပေးပြီးမှတင့်ကိုစင်ကြယ်တော်အတိတ်တော်အတိတ်တော်အတိတ်တော်အတ္တပေးမယ်ဟာလေလုယာဒါကရှင်ပြန်ထမြောက်ခြင်းကနေပေးလာတဲ့ နံပါတ်3အောပဲပြောင်းလဲခြင်းနံပါတ်3တစ်ချက်ပဲနံပါတ်4တစ်ချက်ကထာဝရအသက်ကိုပေးတယ်ရှင်ပြန်ထမြောက်ခြင်းအကြီးမားဆုံးသောမျော်လင့်ခြင်းကတရေကြရင်ကျွန်တော်တို့လည်းမတည်ပဲနဲ့ထာဝရကောင်းခင်မှာထာဝရအသက်ရှင်ရမယ်အဲ့ဒီနေရာမှာအိုချင်းနာချင်းတေချင်းဖြားချင်းတေချင်းမရှိတော့ဘူးယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကထာဝရအသက်ကိုရတယ်အဲ့ဒီထာဝရအသက်က ကျွန်တော်တို့ဒီကနေ့လူလုံနေတဲ့ခါမှာတေရမှာကြောက်တယ်လို့မျိုးကြောက်စရာမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့ကောင်းကင်နိုင်ငံမှာလေမတေတတ်ဘူးမနာတတ်ဘူးမအိုတတ်ဘူးမဖြားတတ်တော့ဘူး။ဟာလေလုယာအခုလောလောဆယ်အိုတယ်နာတယ်ဖြားတယ်တေတတ်တယ်နော်။ဒါပေမဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကတစ်ချိန်ကျရင်မအိုမနာမတေတော့ဘူး။ဟာလေလုယာဒါကရှင်ပြန်ထမြောက်ခြင်းကယူဆောင်လာတဲ့အံ့ဩပွေပြောင်းလဲခြင်းနဲ့ပလီတစ်ခုပဲ။ရှင်ဝါခရစ်ခန်းကြီး36မှာကျွန်တော်တို့ကောင်းကောင်းဖော်ပြထားတယ် အခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဟာထောက်ရတတ်ရမယ်တဲ့အာမင်နှစ်ပတ်ငါးတခုကအခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာယနေ့ခရစ်ယာန်ယုံကြည်မှုရဲ့အုံမြင့်ဖြစ်လာတယ်။ဒါလည်းမဟာပြောင်းလဲမှုကြီးတစ်ခုပဲ။တမန်ကျင်းစာကောရိန္သုဩဝါဒစာပရမစာဆောင်ခန်းကြီး15အငယ်14-15မှာဘလို့ဖော်ပြလဲဆိုတော့ခရစ်တော်ဒီထမြောက်တော်မမူလင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိ၊တင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ ထိုမြောက်မကငါတို့ဒီဖရာသခင်အမှုမှာ မမှန်တော့တသက်ခံဖြစ်ကြ၏တဲ့။သခင်ယေရှုခရစ်တော်ဒါမရှင်ပြန်မထမြောက်ခဲ့ရင်တဲ့ခရိယန်တွေကတော့အကုန်လုံးဂျင်းမိနေကြပြီတဲ့။အလိန်ခံနေရပြီတဲ့။ကျွန်တော်တို့ယုံကြည်နေတာအလကားပဲတဲ့။နောက်ပြီးတော့မှတရားဟောစရာတွေလည်းလူလိန်တွေဖြစ်နေပြီတဲ့။တကယ်လို့ခရစ်တော်ဒါမရှင်ပြန်မထမြောက်ခဲ့ဘူးဆိုရင်ပြောတာ။ဒါပေမဲ့အမှန်မှာကပါလေ။အမှန်မှာကယေရှုခရစ်တော်တကယ်ရှင်ပြန်ထမြောက်သွားပြီ။ ဟာလေလုယာဒါကြောင့်ဒီကနေ့ကျွန်တော်တို့ယုံကြည်တာကအလကားယုံကြည်ရလားဂျင်းမိနေရလားမဟုတ်ဘူးစစ်မှန်တဲ့ယုံကြည်ခြင်းတာ၍မျော်လင့်ချက်ရှိတဲ့ယုံကြည်ခြင်းအကျိုးထူးခြားစွာရတဲ့ယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဓမ္မဆရာတွေလည်းဟောကြားနေတဲ့အရာတွေအင်မတန်မွန်မြတ်မှန်ကန်တဲ့တမာတရားဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကတည်တည်ထူနေတယ်။ဘုရားသခင်နာမအတာ၍ပုံကြီးပါစေ။တေချာစဉ်းစားကြည့်နော်ညီကိုမောင်တို့ သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကဘလောက်ထိအရေးကြီးနေလဲဆိုခရစ်မတ်တော်မှလေတနှစ်မှတစ်ကြိမ်ပဲလောက်တာဒီဇင်ဘာ25ရက်တရက်ပဲเนาะခရစ်မတ်ကတနှစ်လုံးမှတရက်ပဲတချို့အသင်းတော်လုပ်ရင်၂ရက်၃ရက်တချို့တပတ်အများဆုံးပေါ့ထားပါတော့တပတ်ဒါပေမဲ့ရှင်ပြန်ထမြောက်ရနေ့ကလေဘလောက်အရေးကြီးလဲဆိုရင်တပတ်ရဲ့တနင်္ဂနွေနေ့ရောက်တာရောက်တိုင်းလုပ်နေရတယ် သခင်ယေရှုခရစ်တော်ရှင်ပြန်ထောင်းမြောက်သွားတယ်ဆိုတဲ့အရာကိုအောက်မေ့တော့အနေနဲ့တတ်တေထူတော့အနေနဲ့ဒီကနေ့ကဘာပေါ်မှာကိုးကွယ်တက်ဝင်မှုအများဆုံးဖြစ်တဲ့ခရိယံယုံကြည်သူတွေကအဲ့ဒီတနင်းကနွေနေ့မှာဝုပြူကြရတယ်။စုဝေးမှာဝုပြူကြရတယ်။တနင်းကနွေနေ့မှာခရိယံတွေဘာလို့စုဝေးမှာဝုပြူကြရတာလဲ။အဖြေကအင်တန်ရှင်းတယ်။သခင်ယေရှုခရစ်တော်ရှင်ပြန်ထောင်းမြောက်သွားတာကိုယနေ့တိုင်အောင် အောက်မေ့တည်ရဖို့ဖြစ်တယ်။ဟာလေလုယာ။ဒါက မျက်ဝါးထင်ထင်ညင်းလို့မရတဲ့တက်တွေပဲကဘာပေါ်မှာကိုးကွယ်ယုံကြည်တက်ဝင်မှုအများဆုံးကခရိယံယုံကြည်မှုနော်အဲ့ဒီလောက်များများယုံကြည်သူတွေကဘာလို့တနင်းကနေနေ့မှာဝုတ်ပြူစည်းဝေးကြရလဲအဖြေကအင်မတန်ရှင်းတယ်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်သွားခြင်းကို အောင်မေ့တည်ရလို့ဖြစ်ပါတယ်ဟာလေလုယာသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတာမရှိရင်ကျွန်တော်ကျမတို့လုံနေတာအလဟတာဖြစ်သွားလိမ့်မယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်တကယ်ရှင်ပြန်ထမြောက်သွားပြီး ဒီကနေ့ကျွန်တော်တို့ဒီအောဘွယ်တကူခံရကြတဲ့သူဖြစ်တယ်။အာမင်။နောက်ဆုံးအနေနဲ့ကျွန်တော်နည်းနည်းလေးရှင်းပြချင်တာတစ်ခုရှိသေးတယ်။အဲ့ဒါကတော့ဒီကနေ့အသင်းတော်တွေရှင်ပြန်ထမြောက်ပွဲကိုဘယ်လိုလုပ်ကြလဲ။အထူးတစ်ဖြစ်ဝတ်စားစင်မှုကနေပြောမယ်ဆိုရင်ရှင်ပြန်ထမြောက်ရနေ့မှာအမဲရောင်တွေမဟုတ်ကြတော့ပါဘူး။အဖြူရောင်နဲ့အဝါရောင်တွေဝင်းလက်နေတဲ့အရောင်တွေဝတ်ကြပါတယ်။အထူးသဖြင့်အဖြူရောင်တွေဝတ်တာများတယ်နော်။အဝါရောင်လည်းဝတ်ကြပါတယ်။အဖြူရောင်ကတော့ ဟိုပါလေစင်ကြယ်ချင်းတန့်ရှင်းချင်းရှင်ပြန်ထောင်မြောက်ချင်းကို ပုံဆောင်တယ်အဝါရောင်ကတော့ဘုံတကူကိုပုံဆောင်တယ်ကောင်းကင်နိုင်ငံထော်ရတက်ကိုပုံဆောင်ပါတယ်ဆိုတော့ရှင်ပြန်ထောင်မြောက်အနေမှာအတင်းတော်တွေမှာဒီကနေ့အတင်းတော်တွေမှာနောက်ထပ်လှုပ်ထုံလှုပ်နှီးရှိတာတွေကကျဥ်တွေစားကြပါတယ်နောက်ပြီးတော့မှကြက်ဥပေါ်မှာအယောင်တွေဆိုးကြတယ်ပြီးရင်ကြက်ဥတွေဖွက်ထားကြတယ်ကလေးတွေကိုသွားရှာခိုင်းတယ်ဒီလိုတွေလှုပ်လို့ရလားဆိုတော့လှုပ်လို့ရပါတယ်တချို့ကဒါတွေလှုပ်လို့မရဘူးလို့ပြောကြတယ် အမှန်ကတော့သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်တဲ့အရာတိုင်းလုပ်လို့ရပါတယ်။ကျက်ဥကအတက်တော်မူဖွားခြင်းကိုပုံဆောင်ပါတယ်။ကျက်ဥအပေါ်မှာအယောင်ဆိုးတာက ကနဦးအတင်းတော်နော်။အာပိုတေမီယာယုံကြည်သူတွေကနေသခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ဆိုမှအနီအောင်ဆိုးမှ ပုံဖော်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုပုံဆောင်နေတဲ့ရွေးတော့ကျွန်တော်တို့အားလုံးအားလုံးလုပ်လို့ရပါတယ်။လုပ်လို့ရတဲ့အနေအထားမှာရှိပါတယ်။ ဒီကနေ့ဆိုလို့ရှိရင် တချို့ယုံကြည်သူတွေဆိုလို့ရှိရင်ပြာဆက်တွေလုတ်တယ်အကတွေလုတ်တယ်ဂိမ်းတွေကစားတယ်အိုးအစားအသောက်ဆိုရင်ချက်ဥပဲပဲဟုတ်တော့မလဲကျွန်တော်တို့မြောက်များဆိုတာအစားအသောက်တွေစားကြတယ်ဟုတ်တယ်နော်စားလို့ရလားရတာဗောဖယားသခင်ဘုန်းတော်ထင်ရှားတဲ့အရာဟုတ်တယ်ဆိုရင်စားလို့ရပါတယ်စားလို့ရပါတယ်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်နေတယ်ဆိုရင်အရာ အားလုံးကစားတောက်လို့ရပါတယ်ဂျေဇုတော်ချီးမွှိုင်းမှစားတောက်ပါဖယားကောင်းကြီးပေးပါလိမ့်မယ်အာမင် တချို့ကပြောတယ်ဒါမလို့ရဘူးဟိုဟာမလို့ရဘူးတကယ်လို့ကျန်းစာနဲ့ဆန့်ကျင်နေတယ်ဆိုလို့ရှိရင်တော့မလို့တာကောင်းပါတယ်ဆန့်တမာကျန်းစာနဲ့ဆန့်ကျင်နေတဲ့အရာမဟုတ်ဘူးဆိုရင်တော့လုံလို့ရပါတယ်ရှင်ပြန်ထမြောက်အနေမှာအငင်းပွားမှုရှိတာကကျဥ်စားတာနဲ့ Easter Sunday ခေါ်တာနဲ့ဒီနှစ်ချက်ကျွန်တော်အမြင်မှာတော့ကျွန်တော်တို့လိလချက်ရတော့ Easter Sunday ခေါ်လို့ရလားခေါ်လို့ရပါတယ်တကယ်လို့စိတ်မခိုင်လုံဘူးဆိုလို့ရှိရင်မကြိုက်ဘူးဆိုရင်တော့ရှင်ပြန်ထမြောက်ရနေပဲသုံးဖို့ဟုတ်တယ်နော် အစ်စတာဆန်ဒီခေါ်တဲ့သူကိုမားတယ်လို့လည်းပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့အစ်စတာဆိုတဲ့စကလုံးကနှစ်ဦးအတင်းတော့ကနေတုံးလာပြီးမှပတ္တခါဆိုတဲ့အသေးပဲတက်ရောက်တယ်ဆိုတာသူ့ရဲ့စကလုံးတမိုင်းကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာတွေ့ရတယ်။ဒါကြောင့်လဲအင်္ဂလိပ်ဘိုင်ဘယ်ဗာရှင်းတစ်ခုဖြစ်တဲ့ KJV မှာဆိုလို့ရှိရင် King James Version မှာဆိုလို့ရှိရင် Easter ဆိုတဲ့စကလုံးကပါပါတယ်။ဒါကြောင့် Easter စကလုံးကတုံးလို့ရလားမရလား။ရပါတယ်။တုံးလို့မရဘူးဆိုတဲ့သူတွေမတုံးနဲ့ရပါတယ်နော်။တုံးလို့ရတယ်ဆိုတဲ့သူတွေတုံးပါ။ စိတ်ကိုကြည်ကြည်လင်လင်ထိုင်းမတော့ရတယ်ကျဲဥရောစားလို့ရလားရတော့ဗောကျဲဥကပုံမှန်ကျွန်တော်တို့လည်းစားနေတာပဲလေစားလို့ရမရเสียအကြောင်းမရှိပါဘူးတကယ်လို့စိတ်ထဲမှာနှက်ဖျားတွေနဲ့ပဲပြည့်နေနေတယ်ဆိုရင်မတုံးနဲ့ဗောဟုတ်တယ်နော်ဟာကျဲဥစားလိုက်နှက်ဖျားမအောင်ပဲတော့မြင်နေဆိုရင်မစားနဲ့အော် Easter တုံးလိုက်နှက်ဖျားမအောင်ပဲတော့မြင်နေဆိုရင်မတုံးနဲ့ Easter ဆိုတာသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်နေဆိုပြီးမှသင်ခံယူထားတယ်ဆိုရင်တုံးပါတုံးလို့ရတယ်ဘာမှပြဿနာမရှိဘူးဒါလေးကိုခွန်အားပေးချင်ပါတယ် โอเคเนาะဒီကနေ့ရှင်ပြန်ထမရောက်အနေမှာအားလုံးခွာရမယ်လို့မျှော်လင့်ပါတယ်ရှင်ပြန်ထမရောက်နေ့ပတ်သက်ပြီးတော့မှတရားဟောခြင်းနောက်ထပ်နှစ်ခုလောက်ကိုကျွန်တော် comment ထဲမှာချထားပေးပါတယ်ဝင်ရောက်နားထောင်ကြည့်လို့ရပါတယ်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမရောက်ခြင်းတကူဟာအခုဒီကနေ့တရားဒေသနာနားထောင်သွားတဲ့သူအရောက်ချင်းစီတိုင်းမှာတက်ရောက်ပါစေလို့ဆုတောင်းပေးနေဤကုန်ချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ကျေးဇူးတော်ချင်းဝမ်းတဲ့ကိုတော်ဒီကနေ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့တလောကလုံးကခရိယန်တွေ one pan တတာ ပျော်ရွှင်မြူတူရတဲ့နေ့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သခင်ယေရှုခရစ်တော်တစ်ချိန်လုံးကကျွန်တော်တို့အတွက်လဝါးကားတိုင်းမှာအသေးခံပြီးတော့မှ၃ရက်၃ညတင်းချိုင်းမှာမြုပ်နှံခံရပြီးမှရှင်ပြန်ထမြောက်တဲ့နေ့ဖြစ်ပါတယ်ဒီကနေ့ဟာ။ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ကိုတော်ကြောင့်တာမဟုတ်ရင်ကျွန်တော်တို့ဒီကနေ့ကယ်တင်ခြင်းရမှာမဟုတ်ဘူး။ကိုတော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်တာမဟုတ်ရင်ကျွန်တော်တို့ဒီကနေ့တေချင်းမှန်ကိုကြောက်နေအောင်ပါပဲ။ ဟာလေလုယာယေရှုတင်တဲ့ကိုတော်ကိုတော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်တေချင်းမှန်ကိုကြောက်စရာမလိုတော့ဘူးရှေးလျှောက်တက်တာမှာလည်းရှင်ပြန်ထမြောက်ခြင်းတကောအဖြစ်အတ္တောအတ္တဖြစ်စီလေဘုံတော်ထင်ရှားသောသဇာပလာဖြစ်စီပါမိကြောင်းယေရှုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါ၏ဖဖေယအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့